ရှမ်းကုန်းမြို့မှာခွင့်ပြုချက်မဲ့အဆောက်အုံတွေဆောက်လုပ်မှုဟာရော့ကျသွားခြင်းမရှိပဲတရားစွဲဆိုထားတဲ့အဆောက်အုံပေါင်း2000ခန့်ရှိနေရလို့ရန်ကုန်မြို့တော်စီမံသားရရေးကော်မတီအဆောက်အုံဌာနကသိရပါဗျ။ဒီလိုတရားစွဲဆိုခံထားရတဲ့အဆောက်အုံတွေထဲမှာကန်ထရိုက်တိုက်တွေဟာအများဆုံးဖြစ်ပြီးခွင့်ပြုချက်မဲ့အဆောက်အုံတွေကိုဒဏ်ကြီးတွေတိုးမြင့်တာပြန်လည်ဖြိုပျက်တဲ့အထိအရေးယူတာ ခွင့်ပြုချက်နဲ့အစအုံဆောက်လုပ်ရမှာတင်ပြရတဲ့စာရွက်စာတမ်းနဲ့ကြာချိန်တွေကိုရှော့ချလိုက်တယ်ဆိုပေမဲ့ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုရောကြလာခြင်းမရှိသေးတာဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီအစအုံဌာနကတာဝန်ရှိသူတဦးကမြေရှင်တွေကလည်း license မဲ့ contract တွေရဲ့စီယုံခြင်းကိုခံရပြီးအစအုံတွေကိုဆောက်လုပ်ကြကတိုက်ခန်းလဲရမယ်။ပတ်စံလဲသိန်း30 40စသဖြင့်အပိုထက်ရတဲ့အတွက်ဆောက်ကြတယ်လို့ဆိုပါဗျ။ဒါအပြင်ဈားထဲမှာပွဲစားတွေလည်းပါဝင်လာပြီး အခုဆိုသင်ငန်းကျိုးမာရင်ခွင့်ပြုချက်မဲ့ contract တိုက်900ကျော်ကိုတရားစွဲဆိုထားတယ်လို့အဆိုပါတာဝန်ရှိသူကဆက်လက်ပြောပါရယ်။ရန်ကုန်မြို့မှာ2012ခုနှစ်နှစ်ဆန်းပိုင်းကစတင်ပြီးခွင့်ပြုချက်မဲ့စတင်ဆောက်လုပ်ခဲ့ကြတာဖြစ်ပြီးနောက်ပိုင်းမှာတစားတစားများပြားလာခဲ့တာဖြစ်တယ်လို့သိရပါရယ်။တချို့အဆောက်အုံတွေဟာတစ်ထက်နှစ်ထက်အထိဆောက်လုပ်ပြီးမှ၎င်းတို့ကိုတရားစွဲဆိုကအဆောက်အုံဆောက်လုပ်မှုရန်ဆိုင်ခိုင်းတာတွေကိုစတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါရယ်။ဒဏ်ချေအဖြစ် တရက်ကိုတသောင်းကနေအခုအခါမှာဒန်ကြီးတွေတိုးမြင့်ထားပြီးခွင့်ပြုချက်မဲ့တွေကိုပြန်လည်ဖြုတ်ပြတ်တဲ့အထိအရေးယူခြင်းအပြင်၎င်းတို့ကိုမီးမပေးဖို့ကိုလည်းရန်ကုန်မြို့တော်လျှက်စစ်ထားပေးရေးအဖွဲ့နဲ့ညှိနှိုင်းထားပြီးဖြစ်တယ်လို့သိရပါဗျ။ခွင့်ပြုချက်မဲ့အစအုံတွေကိုတရားစွဲဆိုရမှာစီပင်ကတရားလိုပြုလုပ်ပြီးတရားစွဲဆိုတာဖြစ်ပြီးကန်ထရိုက်ဟာလည်းလိုင်စင်မဲ့ဖြစ်တာကြောင့်မြင်းရှင်ကသာတရားစွဲဆိုနေရတဲ့အတွက်မြင်းရှင်တွေနဲ့နာနေရတယ်လို့သိရပါဗျ။ဒါအပြင်ခွင့်ပြုချက်မဲ့ဖြစ်တဲ့အတွက် ြန်လည်ဖြိုဖျက်ခဲ့ရတဲ့ contractor အချို့ကိုကျိုးပိုက်စနစ်နဲ့ဝယ်ယူထားခဲ့မိသူတွေဟာလည်းများစွာနင်းနာနေရတယ်လို့သိရပါဗျ။